မင်္ဂလာပါဆရာဦးစေဝန်းရှင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာစကောင်းဆောင်ကဒီအရင်တစ်ပတ်ကပေါ့လေဒီတရုတ်ရဲ့ခရီးစဉ်မှာရှမ်းမြောက်ကတိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့တရုတ်ကနေတဆင်ဆွေးနွေးပွဲကိုကမ်းလှမ်းထားတာရှိတယ်ပေါ့နော်ဆိုတော့ပထမဆုံးဒီကမ်းလှမ်းမှုကြောင့်ဒီရှမ်းမြောက်မှာပေါ့လေတိုက်ပွဲတွေအီးသွားမလားအချိန်ရော့သွားနိုင်မလားဆိုတော့တမ်ပူချက်တီတီဝေဖန်ချက်တွေရှိတယ်ပေါ့နော်ဆိုတော့ဒီလက်ရှိဒီရှမ်းမြောက်ကတိုက်ပွဲတွေအခြေအနေဘယ်လိုရှိသလဲရှင် အပထမဆုံးဒီတရုတ်ကဖီအားပေါ့နော်ကျွန်တော်ကြည့်လို့ရှိရင်တရုတ်မြန်မာနယ်စပ်တစ်လျှောက်ကရှမ်းမြောက်မှာဒီမြောက်ပိုင်းဒီနောက်မှာမိတ်တုံးပွဲတွေကကိုကန်တက် MNDA နဲ့တအောင်တက် DNL တို့တိုက်ပိုက်ထားတဲ့အဲနယ်မြေတွေသူတို့ရဲ့နယ်မြေတွေကကွန်တွေဂိတ်တွေနောက် KIA နောက်မိုင်းလား NDA နဲ့ဝ University Data ကနယ်စပ်ဂိတ်တွေပြောရရင်တော့ဒီတရုတ်ပြည်ယူနန်နဲ့မြန်မာဘက်က ေဇက်ဂိတ်တွေတရားဝင်ဂိတ်ကြီးတွေရောဂိတ်သေးတွေရော15ဂိတ်လုံးမှာလုံးလုံးပိတ်တာနဲ့ကုံတွဲစီစဉ်မှုကန့်တတပြီလောက်တယ်ဥပမာပေါ့ကိုကံဘကရန်လုံးကျိုင်းနောက်ချင်းရွှေရော်ဂိတ်ကိုလုံးလုံးပိတ်လိုက်တယ်မုံကိုကျုကုတ်ပန်ဆိုင်အကန့်တနဲ့အဲပိတ်သွင်းတယ်လောက်ကင်မှာဆိုရင် online internet line တွေဖြတ်ထားတယ်မူဆယ်မှာဆိုရင်စင်ဘူးနဲ့ မဝင်းလိုဟာမျိုးကုန်စည်ရှင်းစင်းမှုကိုကန့်သက်ထားတယ်။မိုင်းလာဒီ NDA နဲ့စကားသက်ထိန်တဲ့တာလော့ဂိတ်တို့နော်ကချင်နဲ့တရုတ်ပဲဆက်နေတဲ့ကပိုက်တီလွဲကျဲအဲတန်ဝါလိုက်ဇန်နဘန်ဂိတ်တို့မဝင်းကြီးတို့ပေါ့နော်။ဒါတွေကိုဟိုဒီလိုမျိုးတွေအေးပိတ်ပိတ်တာတွေကန့်သက်တာတွေလုပ်ထား။တစ်ချိန်တည်းမှာပဲစစ်ကောင်စီကလည်းအဲသူကပိတ်ဆို့မှုလုပ်တယ်။ရှမ်းမြောက်ကိုကုန်ဝင်တဲ့လမ်းတွေပိတ်တယ်။ ။နောက်မန္တလေးတို့ရှမ်းတောင်တို့ ਨੇ ဆက်ဖြတ်တာပါ။မန္တလေးလာရွှလန်းနေလာရွှတ်နေပြီးတော့ကုန်းနေမွေအောင်ပိတ်တယ်။ Railing ကျေးသည့်ခိုလန်လန်းနေပိတ်တယ်။အဲ့တော့တရုတ်ကစစ်ကောင်စီကနှစ်ဖက်ညှက်ပိတ်တဲ့သဘော။အခုဗာပြလဲဆိုတော့ဒီဒေသတွေမှာစာတောက်ကုန်စီစဉ်မှုရောပါနှောင့်နေတာဖြစ်တယ်။လောင်စာကြီးလို့စေဝါတို့ပြတ်တောက်မှုကတိတိတတ်တတ်ကြီးတာဖြစ်တယ်။တရုတ်ကစစ်ကောင်စီကလူထုကိုအခက်တွေ့ပြီးတော့ဒါအရာကိုဖိအားပေးတာ။နော်ပြန်ပြီးဆွဲတဲ့သဘောပဲ။ ကုန်စည်တွေစီးတင်အောင်မစီးတင်အောင်လုပ်ပြီးတော့သူတို့လူချင်းနဲ့နိုင်ငံရေးပုံစံကွက်သွင်းတရုတ်ရဲ့တောင်းဆိုချက်ကလွန်ခဲ့တယ်သူ့နယ်စပ်မှာသူ့နယ်ထဲကြီးတွေကြမှာဆိုလို့စစ်မဖြစ်နဲ့လို့ကန့်ကွက်တာတွေမဟုတ်ပါတော့အခုကအဆင့်လွန်ပြီးတော့ဒီမြောက်ပိုင်းဒေသတစ်ခုလုံးမှာတိုက်ပွဲတွေမရှိစေရဘူးဆိုတာပြောအဲ့လိုဖိအားပေးစကောင်းတော်ကလည်းဒီလူတွေကိုဒီလက်နက်ကင်လမ်းစဉ်နဲ့ဖြည့်ရှင်းမှုကြိုးစားတဲ့လူတွေအရှော့ပေးမှာမဟုတ်ဘူးဆိုပြီးတော့သူကတရုတ်ခီးစင်ထဲမှာပြောလာတာเนาะ အဲ့တော့ဒီလူတွေကငင်းငင်းရေးကိုလိုလားပါတယ်လို့ဒီမြောက်ပိုင်းညင်အောင်ဘွဲကငင်းငင်းရေးကိုလိုလားပါတယ်လို့ရှင်းရှင်းလင်းလင်းပြသနိုင်မှာဆွေးနွေးပွဲလုပ်မယ်ဆိုပြီးတော့တရုတ်ကိုပြောတာအဲ့လိုပိတ်ဆို့မှုတွေလုပ်ပြီးတော့လေချောင်းတိုက်ခိုက်မှုတွေကအာသူဖိလုံဒါပေမဲ့ခုသတိတော့ကိုကန် MND ရော TNL ရောတောင်းခံနိုင်တယ်နော် TNL ဆိုရင်ဒါဖျားဖို့ညှဉ်းဆန်ပြီးတော့ဩဆက်ပြီးတော့ရွှေ့နိုင်တယ် ါဒီတိုင်းသားဖွဲ့တွေကကုန်တိပြီးသားဒီငင်းငင်းရတကယ်ငင်းငင်းစစ်ပေါ့စစ်ကောင်စီကသူစီအကြက်တွေ့တဲ့အချိန်မှာခေပေါက်ရအောင်လို့သဘောကတော့ကျိုးပိုင်းထဲမှာလက်ဝိတ်တက်နေတော့အနာတောင်းတာတယ်တော့မကဘူးအားစည်းပါကျွေးမွေးရကျွေးပြရမယ်အဲ့တော့ဘလို့လို့လုတ်ချက်ပါနောက်စစ်ကောင်စီတက်ကဒီဟာကိုဒီအချိန်မှာပဲသူကဘုံကျဲပြီးတော့အာချိနေအောင်လုတ်တာနော်အာသူကနေပြီးတော့ထိုးစစ်တွေပြန်လုတ်တယ်အဲ့တော့တိုင်းသားတက်တီအနေနဲ့ကဒီဟာမြောက်အရေးပါတဲ့ နေရာတွေတိတ်ဖို့စ조사တယ်ဒါမှလည်းလုံခြုံမှာမလို့ဒါကြောင့်မလို့မိုင်းရဲတို့တောင်ခမ်းတို့လိုဒီသားတွေမှာအာတိုက်ပွဲတွေဆက်ဖြစ်နေ now ဒီစစ်ကောင်စီရဲ့တံပြန်ဒိုးစစ်ကြီးပြူးနေရနေ -30 လောက်ပဲဝေးတဲ့နောက်ချုံမျိုးတဲ့တံမွေးနဲ့ကန့်ကွက်ရာတွေကိုသူစစ်ကြောင်းထိုးတာပြည်အဲ့တော့အဲ့ဒီဒေသတွေမှာနေစဉ်တိုက်ပွဲဖြစ်နေတာရှိပါတယ် ဒီတကယ်လို့ပေါ့လေလက်ရှိမှာတော့ဒီတိုက်ပွဲတွေဖြစ်နေတာပေါ့နော်တကယ်လို့ဒီရှမ်းမြောက်မှာဒီတိုက်ကိစ္စတစုံတရာတခုခုကြောက်ပေါ့လေတိုက်တိုက်ပွဲတွေအေးသွားတယ်အချိန်ရော့သွားတယ်ဆိုတဲ့အခါကြလို့ရှိရင်တကယ်ဒီအထက်ကဒီအင်အားတွေပေါ့နော်ဒီအင်အားတွေကဒီတခြားဘက်ကိုရောက်သွားဖို့ရှိနိုင်မလားပေါ့လေဒီတလောကလည်းဒီ BPL လေးကအညာကိုဆင်းမယ်ဆိုတဲ့ကိစ္စရောဒီဒါတွေကြောက်ပါနိုင်လားရှင်တရုတ်ရဲ့ PR တယောက်မှုမရှိဘူးရှိပါတယ်နော်ဟောအခု DNL လေးတို့ MNDA တို့ကသူတို့အဓိကထားလုပ်နေတာကသူတို့ data တိမ့်ပိုက်ထားတဲ့နည်းမျိုးအုပ်ချုပ်ရေးတရားဥပဒေစိုးမိုးရေးတွေကိုကြီးလုပ်အာဒီညာနဲ့ဆက်ဆက်ပြီးတော့ဒီဖွဲ့တွေနဲ့ဆက်ဆက်ပြီးတော့ပူပေါင်းတိုက်တဲ့ပမာပြောရရင်တော့ပမာတက်တွေပေါ့ပမာဒီမိုကရက်အဲဒေါ်လာရေးတက်တွေဒီလိုမျိုးတွေရဲ့အခြေအနေကိုပြောရမှာဆိုရင်အန်ယူဂျီရဲ့ကာကွယ်ဝင်ကြီးဌာန MOD အောက်မှာရှိတဲ့တိုင်းရင်းတော်တော်များများလဲရှမ်းမြောက်ကနေ အညာကိုပြန်ဝင်ပြီးသွားပြီးအမိုဒီအောက်မှာမရှိတဲ့ BPL လေးတို့ PL လေးတို့လိုအဖွဲ့တွေကလည်းလည်းနဲ့ပြေဆုံးနဲ့ဝင်လာပြီးသွားပြီးသူတို့မှာစည်ရေးအတွေ့အကြုံတွေရလာခဲ့တဲ့လည်းနဲ့အင်အားရောခဲယံရောအတိုင်းတာတခုဒီနေတောင်းနေမိတာဖြစ်တယ် now amodi နဲ့ချိတ်ဆက်မှုဟိုအောက်မှာရှိခြင်းမရှိခြင်းနဲ့တို့စီးရချိတ်ဆက်ပြီးတော့လုံးကြမှာဘာဖြစ်လို့ဒါကိုပြောလို့ရလဲဆိုတော့ပြီးခဲ့တဲ့ဂျွန်လာကုံ30 20ကုံစင်ဒူရီယာပိုင်းမှာမန္တလေး PDF နဲ့ PLD တို့ကရှမ်းမြောက်ပြင်အညာဒေသမန္တလေးတိုင်းကမတရားတပိတ်ချင်းမိုးကုတ်တွင်းငယ်စတဲ့ဒေသတွေမှာသူတို့ရဲ့ဆေးလှုပ်ရှားမှုတွေအဓိကပေါ်ဆောင်ခဲ့ပြီးသွားအခုတတိမတရားမိုးကုတ်လမ်းကြောင်းကိုထိန်းချုပ်ဖို့တိုက်ပွဲတွေပေါ်တာနော်စစ်ကောင်စီတပ်ကိုပိတ်ဆို့တာတွေလုပ် PLD ဆိုရင်လည်းတကိုင်းတိုင်းကိုသူရဲ့ဆေးလှုပ်ရှားနေမြေတိလို့ကြီးညာပြီးတော့အညာအထိုင်ချပီးသားအဖွဲ့တွေနဲ့ဥပပေါင်းပြီးတော့တိုက်ခိုက်နောက်ဒီအဖွဲ့တွေအကောင်လုံးက ဗမာလူငယ်တွေအားစုနဲ့ဖွဲ့စည်းကြတာဖြစ်တဲ့အတွက်အချိန်တန်တဲ့အခါသူတို့ရဲ့အဓိကစီရေးလှုပ်ရှားမှုကဗမာလူလူအခြေစိုက်ဒေတာအညာဒေတာဖြစ်ကျွန်တော်ရဲ့အမြင်ကတော့တရုတ်ကပြည်အားကြောင့်ရှမ်းမြောက်ကနေဖက်ခွာတယ်လို့ဆိုတာတဲ့ငโกကလေးကစဉ်းစားထားချက်တွေရှိမယ်လို့မြင်တယ်။တင်းနေကပြည်အားကြီးတခုလုံးစဉ်းစားတဲ့အခါမှာဖြစ်လာနိုင်ခြေအခင်းချင်းစီနာရီယိုတွေကိုစဉ်းစားကြတာတော့မဟုတ်ဘူး။ဘုံရန်တို့ကရှင်းနေတာပဲ။ဒိုင်းနာအီယာဝိုတွေအတွက် ဒီ EO ရာအတွက်လည်းဗမာပြည်မကတော်လိုင်းရင်းသမားတွေလိုတယ်ဗမာတော်လိုင်းရင်းသမားကလည်းတိုင်းရင်းသားတော်လိုင်းရင်းသမားတွေလိုတယ်ဒါကအကုန်လုံးလွတ်မြောက်ရေးတနိုင်ငံလုံးလွတ်မြောက်ရေးအတွက်ဆိုတဲ့ဟာဖြစ်လာတာအဲ့ဒီတော့သူ့အာသာချက်ကိုအာသာချက်ပူပေါင်းဆောင်ရွက်ကြတာပဲလို့မြင်ပါတယ်နောက်တစ်ခုကလည်းဒီဝေဖန်သူတချို့ပြောကြတာရှိတာပေါ့နော်ဒီတိုင်းသားလက်နက်ကိုင်တွေအထူးသဖြင့်ဒီအမ်အန်ဒီအေတို့ DNL တို့ကပေါ့လေ သူတို့ကဒီသူတို့ရဲ့နေမြေဘက်ကိုနေမြေကိုရှာသွားပြီးပြီဆိုလို့ရှိရင်ဒီပြည်မဘက်ကိုစက်တိုက်ပေးဖို့မရှိဘူးဆိုတာမျိုးပြောကြတာပေါ့နော်ဆိုတော့ဒီအချက်ကရောဖြစ်နိုင်သလားရှင်တဝက်မှတဝက်မှန်ပဲဗျဒီ ID situation ပေါ့စံပြအခြေအနေဒီတစ်ခုလုံးမှာဟာဒေါ်လာကြီးတက်ကြီးတစ်ခုထောင်အကုန်လုံးပေါင်းတိုက်ပေါ့နော်ဒါကပြောရလို့ရှိရင် Hollywood ရုပ်ရှင်စံအခုအခြေအနေကအဲ့ဒါလိုအခြေအနေမဟုတ် နှစ်90ကိုပိုင်အုပ်ချုပ်ပြထန်းခွင့်အတွက်လုံနေတဲ့ဒိုင်းနာတော်လန်ရေးတက်တင်နဲ့လက်နက်ကင်တော်လန်မှရောက်ရမယ်ဆိုတဲ့ကြည်ကြည်ပြန့်ပြန့်ယုံကြည်လာတဲ့ပမာတွေကျွန်တော်ခုနပြောသလိုမျိုးအကောင်လုံးအကျိုးအတွက်ပူပေါင်းဆောင်ရွက်လာတာတော်လန်လာတာ88နောက်ပိုင်းပမာလူငယ်တွေအများစုလို့ပြောလို့ရတယ် ABSF ရှိတယ်ဒါလက်နက်ကင်တော်လန်ရေးတို့တော့နဲတယ်ပေါ့ပမာဒီမိုကရက်တီဒီစစ်အုပ်ချုပ်မှုကို စစ်အုပ်ချုပ်ရေးဒီစစ်တပ်ကလူဘာဝနေတာကိုမကြိုက်တယ်လူငယ်တွေကလက်နက်မဲ့အကြမ်းမဖက် non violence နဲ့ပဲရင်းနှီးတယ်လို့ပြောလို့ရတယ်။နောက်တတ်ထောင်နေဆိုတဲ့ကိစ္စလွယ်တဲ့ကိစ္စမဟုတ်လူတရားကိုပဲထမင်းကျွေးပြီးတော့ထမင်းကျွေးတာတရားတလပဲကျွေးတာအောင်ဒါလွယ်တဲ့ကိစ္စမဟုတ်တော်လိုင်းပြတဲ့အခါကျတော့သင်တန်းပေးတာလေ့ကျင့်တာလက်နက်တပ်ဆင်တာစစ်ပုံကြောင်လောက်တာစစ်စင်ရေးအတွေ့အကြုံယူတာခဲယံထောက်ပို့တွေစဉ်းစားရတာ ဒါဒီအတွက်လက်တွေ့အကူအညီကတိုင်းသားတော်လိုင်းတက်တယ်အဲ့ဒီတော့အဲ့ဒီ EAO EAO ဒီစီချင်ကတ်တဲ့အကူအညီယူတဲ့ပေါင်းတိုက်တဲ့ဒါကနေကြီးမားတဲ့အတွေ့အကြုံယူလာဒါပမာလူငယ်တွေမှမဟုတ်ရခိုင်လူငယ်တွေ KIC မှာနေပြီးမှအာလိုက်ဇာမှထူတောင်းနေနော်ရှမ်းမြောက်မှာစစ်စီတွေမှာဝင်တိုက်ခဲ့တယ်အဲ့ဒါကနေအတွေ့အကြုံအားကောင်းတဲ့အချိန်အမိမျိုးဟိုရွှေ့တယ်တိုက်ပွဲတိုက်တယ်အဲ့လိုကနေပြီးတော့ကြီးထွားလာ မာလူငယ်တွေကိုတိုင်းသားအီအိုရအတုံးချတယ်ဆိုတဲ့စကားကစစ်ကောင်စီရဲ့ဝါဒဖြန့်ချီရဲ့ narrative စစ်ထောက်လိုင်းရဲ့စိုက်ဝါးပါတော့တချို့ကလည်းနားမလဲတော့တန်ရောင်လိုက်တာပေါ့လေဟာလာသူသူတို့ဟိုပြောတဲ့ဒီစိုက်ဝါးမှာစစ်ကောင်စီတပ်ကအညာမှာစေးရအထိနာတဲ့ချိန်ဆိုရင်မကွေးတိုင်းနဲ့ AA ကဝင်လာပြီးတော့ DNL နဲ့ MNDA အဖွဲ့တွေက PDF ယူနီပေါင်းဝင်ပြီးတော့ဝင်တိုက်နေတယ်ဒါမျိုးတွေပြောကြတာ ီအေးကိုရအိုအတွက်ကလည်းရန်ကုန်မန္တလေးအဲစတဲ့မြို့ကြီးတွေမှာဆန္ဒပြလို့စစ်ကောင်စီတပ်ကအကြမ်းဖက်ဖြိုခွင်းလို့တင်းရှောင်းလာတဲ့လူငယ်တွေကိုပေါ်လုံးဝင်ပေးတယ်သူတို့စာနာတယ်သူတို့လောက်လာခဲ့တဲ့တော်လိုင်းကြီးလမ်းကြောင်းဒီလိုမျိုးလောက်လာသူတို့စာနာနော်စစ်ပညာသင်ယူခြင်းတဲ့လူတွေကိုစစ်ပညာသင်ပေးခဲ့တယ်ဒီလူငယ်တွေတည်းရပဲနိုင်ငံသားခတ်သွားခဲ့တဲ့လူတွေလည်းရှိတာပဲ UG လောက်တဲ့လူတွေရှိတာနော် EAO အောက်ရဲ့ COC အောက်မှာစစ်ကြောင်းနေနဲ့လှုပ်ရှားတဲ့လူတွေလည်းရှိတာ ဒါကိုကြိုက်ရာကိုရွေးချယ်ခဲ့တာပြောကျွန်တော်မြင်တော့ပခုံးပေါ်ကျလာတဲ့တမိုင်းမီတောင်ကိုဆွေကနေယူတတ်တဲ့ဒါအသားကောင်းနေကိုတူချင်းလွတ်မြောက်ပါလွတ်မြောက်ကြအောင်မရွေးချယ်ပဲနိုင်ငံအတွက်အများကျိုးအတွက်စွန့်လွတ်အနေနာကံပဲဆိုတဲ့အခြေခံစိတ်နဲ့ဝင်ပမာလူငယ်အညာသူအညာသားတိမ်ပေါင်းများစွာလက်နက်ကင်ဒေါ်လာင်းနဲ့ပါဝင်လာပြီးတော့တန်ပေါင်းများစွာသောလူထုရဲ့ထောက်ခံမှုနဲ့ရွေးလာတဲ့ဒါကိုစစ်ကောင်စီကတေးတိမ်အောင်အန်ဒါမိုင်းလုပ်ပြီးတော့ စိုက်ဝါးတွေလုပ်လဲတိုးတော့မပေါက်ပါဘူးနော်ကျွန်တော်ကြည့်မယ်ဆိုရင်ကချင်နဲ့ကရင်ကရင်နီစစ်မှန်တာမှာ PDF တွေအများကြီးပဲတိုက်ပွဲဝင်တယ်30 20ကွန်စစ်စင်ရေးမှာမန်လေး PDF PL PPL ဓနုပြည်သူလူနာဝေးတမ်းမှု DPL နော်ចောင်းသားလက်ယုံတက်တော် SAF ဒါကျွန်တော်ခေါင်းနဲ့ပေါ်လေဟိုဟိုချက်ချင်းပေါ်လာတဲ့ဟာအဲ့တော့ KIA မှာကြည့်မယ်ဆိုရင်ကချင်ဒေတာအပြင်သခိုင်းနိုင်ထက်ပိုင်းက MOD စစ်ဒေတာတက်တိုက်ပွဲတွေကိုဥဆောင်ပေးနေတာရှိတယ်เนาะအညာဘက်ကိုဆင်းလာတာရှိတယ်အလားတူပဲ TNL မှာဆိုရင်မန်လေးတိုင်းကတိုက်ပွဲတွေမှာမန်လေး PDF နဲ့ PLA တို့အဖွဲ့တွေပူးပေါင်းတိုက်နေတာရှိတယ်နောက်ပင်လယ်ဘူးမော်လိုက်တို့ဒီဘက်ဒီမှာ AI ရဦးဆောင်ပေးပြီးတော့ campaign နဲ့ရွှေပြည်တို့တိုင်းတဲ့ကမှာ AA တို့ CIF တို့ကကုညီကုညီတာရှိတယ်။ဒါပေမဲ့တိုင်းသားတွေကဒီဖွဲ့တွေကလည်းဗမာဒေသကိုရပြီးဆိုရင် PDF တွေလက်ထဲ ဟုတ်ချုပ်ခွင့်ပေးပြီးတော့ PDF တရားလဲကရင်နယ်မြန်မာဆို KNU ကချင်နယ်မြန်မာဆိုရင် KIA ကိုကန့်ဆို MND တို့ဒါကူတိုက်ပြီးတဲ့ပုံစံနဲ့သွားနေဟလာသဆိုင်ရာတိုင်းသားလိုက်သူရဲ့အဲရီမန်းချက်ညွန်မန်းချက်ရှိမယ် AA မှာရခိတအိမ်မရှိမယ်ကိုကန့်မှာကိုကန့်ဒေတာအုပ်ချုပ်ချင်တာရှိမယ် TNL မှာတန်းပလောင်ပြည်နယ်ရရှိရေးရီမန်းချက်တွေရှိပြီဒါတွေကသူတို့နှစ်ကြာကြီးတွေ နော်ရှိခဲ့တဲ့ကိုပိုင်အုပ်ချုပ်ပြဌာန်းကွယ်အခုငွေဥတော်လိုင်းကြောင့်ပို့ပြီးတော့အချိန်နှင့်သွားတာတစ်ဖွဲ့ရဲ့အကျိုးစီးပွားနောက်တစ်ဖွဲ့ရဲ့အကျိုးစီးပွားနဲ့ဆက်ဆက်ဒါကြောင့်လဲဘုကျုံထမြတ်နိုင်ရာအေရာရခိုင်ဒေသနဲ့ရခိုင်မျိုးသားအကျိုးစီးပွားကိုဗဟုပြုတဲ့အပိုင်းနဲ့စပေးမယ်လေလူမျိုးပေါင်းစုံလူမြောက်မှသာမြမပြည်တော်စုဆိုတာတကယ်ပေါ်လာမှာလို့ဒါကြောင့်မလို့သူရခိတလမ်းစဉ်နဲ့တွဲပြီးတော့တိုင်းသားအလုံး လွတ်မြောက်ရေးဖော်ဆောင်နေပါတယ်လို့သူပြောတာပေါ့ဘလဝတိမ့်လိုက်တဲ့အတွက်အေအေနဲ့ချင်းဖွဲ့ကြမှာအစမှမနေမြေတမတ်မှုတာအာငင်းပွားမှုတွေအေရှိတယ်ဒါပေမဲ့လဲချင်းပြည်နယ်တွေကတိုက်ပွဲတွေမှာလည်းအေအေကပြန်ပြီးကုတည်တာရှိနိုင်ငံကြီးဖြည့်ချင်းတွေကသူကသူနောက်ကနေပြောလိုက်လာမှာဖြစ်ပါတယ်လက်တလုံးမှာဆိုလို့ရှိရင်ပေါ့နော်စစ်ကောင်စီကဒီနေချောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်ပို့ပြီးတော့လှုပ်လာတာတွေ့ရတယ်ပေါ့လေအထူးသဖြင့်ဒီ တရုတ်ကနေပြန်လာပြည့်တဲ့နောက်ပိုင်းမှာလို့ထင်ပါတယ်ဆိုတော့ဒီရှေ့ဆက်ပေါ်လေးဒီဒေတာတွေမှာပို့ပြီးတော့ဒီတိုက်ပွဲဖြစ်လာနိုင်မှုရှိမလဲရှင်တစက်သေးပေါ်လေးဘယ်ဒေတာကပြည်သူတွေကဘာတွေကိုသတိထားပြင်ဆင်ဖို့လိုအပ်မလဲရှင်6တွေ့ရာဒီတစက်တဲဖြစ်လာမှာဆိုတော့2025မိုးရာဒီမတိုင်ခင်ပေါ့နောက်6လပေါ့เนาะကျွန်တော်အမြင်တော့ဆေးများနေမယ်ထင်တယ်။မင်းအောင်လိုင်က2025မှာရွေးကောက်ပွဲလုပ်မယ်လို့ ကြုံွားနေပြီမဲ့လေရွေးကောက်ပွဲလုံနိုင်လောက်တဲ့နေမြရလောက်လောက်လာလာမရှိဘူးသူကရွေးကောက်ပွဲက credible မဖြစ်ဘူးဒါသူလည်းသိတယ်အဲ့တော့အခုချိန်ကတော့သူကတရုတ်ကတော်လိုင်းရေးဘက်ကိုဖီအားပေးနေတော့ဒါကိုခွင့်ကောင်းယူပြီးမြောင်းလန်စီစစ်တိုက်တာဖိလုံပါပဲသဘောကတော့သူ့ရဲ့မိတော့သူ့ရှိတဲ့အားနဲ့သူကနောက်ဆုံးမိတော့ဖြစ်ညစ်ပြီးလုံပါနောက်စစ်ပွဲတွေဆိုတာဤပညာဖွံ့ဖြိုးမှုမြန်စီတယ်လို့အဆိုရှိကြတယ်အဲ့တော့စစ်ကောင်စီတပ်မှလည်း ရောဒီပညာတွေတက်လာတယ်နော်နောက်ရုရှားတရုတ်ဟိုအီရန်မြောက်ကိုရီးယားဒီတဆက်တရတွေဒီ drone တွေရလာခဲ့တာ drone တွေရတာတွေရှိတယ်ပြီးတော့နောက်သူ့မှာအတင်းစုဆောင်လာတဲ့စစ်မှုထမ်းတွေတုံပြီးတော့သူကတော့လူတွေရင်းမှာအဲ့တော့သူကဆုံရှုံသွားတဲ့နေမျိုးတွေနော်နှစ်ဖက်ပြိုင်ဆိုင်နေတဲ့နေမျိုးတွေပြန်သိမ့်တယ်လုံးမှာတော်တိုင်းဘက်ကိုကြည့်ရင်လည်းအေရရခိုင်ပြည်နယ်တစ်ခုလုံးသူရတဲ့ဒီတိုက်ပွဲပေါ်မယ်လို့ပြောထားပြီးသားပြတယ်ဒါပြောမချက်မဟုတ် အခုကြံတာကွာတို့အန်းတို့တောင်ကုန်းတို့ မောင်တော်တို့ကဒါရလူရကင်းနေထားနောက်တိုက်ပွဲအဲမဖို့ရသေးတဲ့စစ်တွေတို့မန်အောင်တို့ကြောက်ဖြူတို့အဲ့တော့အခုဒီနေထားမှာသူကရက်မှာမဟုတ်ဘူးကျွန်တော်အမှန်တော့ဒီ6တွေ့ရသည်2025အလယ်လောက်ထိကရခိုင်မှာတိုက်ပွဲတွေကဆက်ပြီးတော့ပြင်းထန်နေတယ်နောက် ရခိုင်ဟိုတဲ့အင်းဒေတာလုံကြုံကြီးအတွက်သူကနန်နမိတ်ချင်းထိဆက်နေတဲ့အရာဥတိုင်းရေးကြီးတို့မကွေးတိုင်းငဖဲဆလင်းတို့ဒီပါတိုက်ပွဲတွေပေါ်လာတော့အရာဥမြင့်နောက်ဘက်ကံကိုစင်တာလုံနိုင်တာဟုတ်ကဲ့ချင်းတော်လိုင်းပဲကြည့်မယ်ဆိုရင်ဒါချင်း brotherhood operation ဆိုပြီးတော့အခုအလန်မင်တက်နော်သူတို့ဒီမြို့သိမ်းပြီးနာတွေလုပ်ဖို့ကြိုးစားနေအဲတွေ့ရတယ်ဒီစစ်စင်ကြီးကဘလောက်ထိဘလောက်တိုင်းတာထိသွားမလဲလို့တော့မသိနိုင်ပါနဲ့ အနည်းဆုံးပြောလို့ရတာ2024နှစ်ကုန်ထိကတော့တိုက်ပွဲတွေဆက်ရှိနောက်ထပ်တိုက်ပွဲပြင်းထန်မှာကအညာဒေသတစ်ခုလို့ပြောရရင်တော့စစ်ပွဲတွေကမြန်မာပြည်ရဲ့အတွင်းစီးပိုင်းအတွင်းစီးပိုင်းတွေကိုဝင်သွားပြီတပိတ်ချင်းတွင်းငယ်လမ်းကြောကိုဒါ DNL မန္တလေး PDF တို့ပေါင်းပြီးတော့ထိန်းချုပ်ထားနိုင်ပြီးတော့တန်းမြင့်ကျောင်းတတတ73ခုနှစ်မိုင်ကြောက်ကြီးတို့လောက်ပဲသူတိမ့်မှုကျန်တော့ဒီလမ်းကြောင်းကကြည့်လို့ရှိရင်ရှမ်းမြောင်းနဲ့ကချင်ပြည်နယ်နဲ့တစ်ဆက်တစ်ဆက်ပဲအဲ့တော့ရှမ်းမြောင်းနဲ့ကချင်ဘက်ကနေ အညာဒေသဟိုအင်းနဲ့အားနဲ့ဆင်းလာမဲ့လမ်းကြောင်းမကွေးတိုင်းကပခုတ်ကူတို့မြိုင်စတိုင်းနဲ့ရမြောင်းမြစ်မှုတို့ကလည်းဧရာဝီမြစ်ပဲခြားနေတာသူကပထဝီအနီထားရအချက်ချာကြတကယ်လို့ဒီဒေသတစ်ခုလုံးကိုလာပြ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 ထိမ့်ချုံနိုင်ရင်စစ်ကောင်စီတပ်ရဲ့ဓမ္မတရားတည်ရှိတဲ့ပခုတ်ကူဓမ္မ69ရှိတဲ့လေဒါစကန်ဌာနချုပ်ရှိတဲ့မိထီလာအနောက်မြောက်တိုင်းစစ်ဌာနချုပ် ျုပ်ရှိတဲ့မုံရွာတို့အလဲပိုင်းနိုင်စစ်တာနာကျုပ်ရှိတဲ့မန္တလေးတို့ဓာတ်ရိုက်ချင်းချောက်တယ်ပြီး line of control LOCO ပါထိန်းချုပ်နိုင်ဟောက်ဖို့လမ်းကြောင်းဟိုခိုင်ခိုင်မာမာရပါတိမ်ပတ်မှုစူးစမ်းတာတွေဆက်လာမှာပဲနောက်အခုလေချောင်းကနေဒါလူတက်နေတဲ့ latest scan ဌာနချုပ်တွေကိုပြစ်မှတ်ထားတိုက်နေပါဒီ data တွေမှာအာဘယ်လိုအကြံပေးမလဲဆိုတော့ဥမာအညာ data ကြည့်ပါအညာ data မှာလူတို့က မခံမရနိုင်လို့တူမီတို့လက်လုံးတနတ်တို့နဲ့ဒေတာလိုက်တိုက်ပွဲတောင်းလာခဲ့တိုက်ပွဲဝင်လာခဲ့ကြတာယောက်ျားစစ်တိုက်မိမဝိုင်းလုပေးမယ်ဆိုတဲ့စိတ်ဓာတ်တွေနဲ့တိုက်ပွဲဝင်လာခဲ့ကြတာနော်ရွာလုံးကျုံမီရှိုးဒိုးစုလိုက်တက်ပြအရှင်လက်လက်အာမီရှိုးခနာကိုစိတ်ပိုင်းတွေဖက်တောက်လုတာတော့ပါညှိုးမကြသွားတဲ့ဒေါ်လာပုံကံမှုသူတို့ကဂရိတန်တာကြီးတွေကမီးတောက်တွေကထိုးထွက်လာတဲ့ဖိနှက်ငှက်ကြီးလိုမျိုးပါတခြားသောတိုင်းသားဒေသ ကရင်ကရင်နီးအာရှမ်းမြောက်ဘက်ဖြစ်ဖြစ်ရခိုင်မှာပဲဖြစ်ဖြစ်သူတို့တွေကဒီအမျိုးသားရေးစိတ်တက်တွေနဲ့တောင်းခံရမယ်ဆိုတော့ရခိုင်မှာဘလောက်အကြံတန်းအောင်တော့သူတို့အတမထွက်ဘူးဒီဒုက္ခစင်ရဲ့ခံပြီးတော့ဖြတ်ကြုံမယ်ဆိုတဲ့စိတ်တက်တွေရှိထားပြီးသားနော်အဲ့တော့ကျွန်တော်ကတော့သူတို့ရဲ့ဘလို survive ဖြစ်အောင်လုပ်ရမယ်ရှင်သန်မယ်ဆိုတဲ့ဟာသူတို့ကောင်းကောင်းသိတယ်လို့ယုံစစ်ပွဲဆိုတာတော့နောက်ဆက်တွဲဘေးအတွက်စူးစူးတွေရှိတာအမှန်ပဲ စစ်ဆောင်ရစစ်ကောင်စီတပ်ကသူရှုံးလေးလူလူကိုပြစ်မှတ်တာတိုက်ခိုက်တယ်အဲ့တော့လူလူကစစ်ဆောင်ရတယ်နောက်ကောင်စီစစ်စစ်မှုတွေပိတ်ဆို့ပိတ်ခံတဲ့အခါကျတော့ကောင်စီရှာပါတာစေဝါပြတ်တောက်တာတွေကုံစင်းလုံးကြီးမြင့်တာတွေကြုံရတယ်ဟောအညာပါဆိုရင်အခုစောင်းဝင်တော့ညာဆောင်တိတဲ့အတိုင်းပဲအယိုးခိုက်အောင်ဒီစစ်ဆောင်တွေစောင်းတွေအနေတွေအနေတွေလိုတယ်နောက်စပါးပေါ်ကျင်းဒီမွေးမွေးဟောက်ဒီပေါ်ကာကွယ်ဆေးကအစတော့ဒါနမူနာပြောတာ တခြားသောစစ်ဆောင်တန်မောင်းမြန်မာသားတန်းနဲ့ချီပြီးတော့ဗောနော်ဒါလိုအချက်တွေကြီးမာတယ်အဲ့တော့ဒီဒေတာတွေကိုကူညီနိုင်ဖို့လိုအပ်ပါတယ်သူတို့တွေဆင်းရဲဒုက္ခတွေကြီးကြတယ်အဲ့ဒီအတွက်တွေကိုလူသားစာနာအထောက်အထားတွေကူညီပေးနိုင်ဖို့ကိုတတ်နိုင်လောက်လုပ်ပေးနိုင်ကြဖို့တူဦးချင်းတော်၎င်းဒါနိုင်ငံတိုင်းပြည်သူအားတော်၎င်းလုပ်ပေးနိုင်ကြဖို့လိုပါတယ် ဟုတ်ကဲ့ဆင်အဲဒီတစ်ပတ် editorial talk အစီအစဉ်ကိုဒီမှာပဲရှင်းနာခွင့်ပြုပါစရာအောင်ဝင်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါခင်ဗျ လူ့သောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမမဝီပင်းချင်းကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။